တတိယအကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်။အဲဒီရွေးကောက်ပွဲမှာမဲပတမမှုတွေများစွာရှိခဲ့တယ်။အဲဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်။မဲပတမမှုဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့30%၄တန်းဖြစ်ပါတယ်။တစ်ထောင်လည်းမဟုတ်တော့သတောင်းလည်းမဟုတ်ပါဘူး။တပိန်လည်းမဟုတ်ပါဘူး။တပန်းလည်းမဟုတ်ပါဘူး။10တန်းကျော်ဖြစ်ပါတယ်။ ်လေပေးပိုင်권ရှိတဲ့လူဦးရေထက်လေးပုံတပုံလောက်ဖြစ်ပါတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဖြစ်တယ်မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်권ရှိပါတယ်မြန်မာအရေးကိုဝေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအပိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော့လဲမိဖက်နိုင်ငံများရဲ့ထောက်ခံမှုများကတော့ ကျွန်တော်တို့အခိုင်အမာရရှိပြီးဖြစ်ပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲမုတ်ချအောင်မြင်ရပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမိဖက်နိုင်ငံကြီးတွေရဲ့အခိုင်အမာထောက်ခံမှုရရှိကြောင်းစော်မင်းထွန်းပြောလာသည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ။ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းက မိဘပြည်သူများကိုအခုလိုအသိပေးပြောကြားထားပါရခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံမှာမကြာမီကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမိဘပြည်သူများကိုအသိပေး ပြောကြားလိုတာများကိုအတိအပြေပြောကြားသွားမှာဖြစ်ပါတယ်။ပါတီစိုးဒီပိုစီထွေထွေရွေးကောက်ပွဲရဲ့ရွေးကောက်ပွဲအပိုင်းတစ်ကိုအခုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပါတယ်။မိဘပြည်သူများလည်းအားလုံးသိရှိပြီးဖြစ်ပါတယ်။ဒီနေ့ဆိုရင်ပါတီစိုးဒီပိုစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း48ရက်သာလိုတော့တာဖြစ်ပါတယ်။ရွေးကောက်ပွဲအပိုင်းတစ်ကိုလည်း2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာ ကျင်းပပေါ်မှာဖြစ်ပါတယ်ဒီလိုပဲရွေးကောက်ပွဲအပိုင်း၃ကိုလည်းရွေးကောက်ပွဲအပိုင်း၄ရဲ့နှစ်ပတ်ခြားကြမှာကျင်းပပေါ်မှာဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတချို့မလိုလားသူတွေကမိဘပြည်သူတွေကိုထင်အောင်ထင်မှားဖြစ်အောင်အမျိုးမျိုးပြောဆိုနေကြတယ်သွေးတို့လုံစော်ပေးနေကြတယ်လေကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မိဘပြည်သူတွေအသိအမြင်ရှင်းလင်းကြဖို့အတွက်ကျွန်တော်ပြောကြားတော့မှာဖြစ်ပါတယ် ကျွန်တော်နိုင်ငံမှာကိုထီကိုနိုင်နဲ့နေထိုင်ခဲ့ရပြီးဘရင်စနစ်ကိုကျင့်သုံးခဲ့တဲ့အတွက်ရွေးကောက်ပွဲဆိုတာမရှိခဲ့ပါဘူးဒါပေမဲ့ကိုလိုနီခေတ်မှာတော့မြန်မာနိုင်ငံသားတွေရဲ့နိုင်ငံရေးအသိအမြင်တိုးတက်ပြောင်းလဲလာမှုနဲ့အတူလက်ချက်အင်္ဂလိပ်ဆိုရအောင်အုပ်ချုပ်ရေးစနစ်တွေကိုတိုးမြင့်ပြောင်းလဲပေးခဲ့ပါတယ်1920ပြည့်နှစ်မှာ GCB အသင်းကြီးပေါ်ပေါက်လာပြီးကိုပိုင်အုပ်ချုပ်ခွင့် Home Rule ကို တောင်းဆိုခဲ့ပါတယ်။နေချင်းအင်္ဂလိပ်ဆိုတာကိုပိုင်အုပ်ချုပ်ခွင့်တိုးမြင့်ပေးပြီးဒိုင်းအာခီလို့ခေါ်တဲ့နှစ်ဦးနှစ်ဖွဲ့အုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ကိုတိုးမြင့်ဖော်ဆောင်ပေးခဲ့ပါတယ်။ဒိုင်းအာခီအုပ်ချုပ်ရေးစနစ်ကိုအကောင့်ထဲပေါ်တဲ့အခါဥပဒေပြုကောင်စီအတွက်ရွေးကောက်ပွဲကို1922ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာကျင်းပကြေးခဲ့ပါတယ်။ဒီရွေးကောက်ပွဲကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲ ဖြစ်တယ်လို့သမိုင်းမှတ်တမ်းတွေအရလေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေကိုပြန်လည်လေ့လာကြည့်ရင်1922ခုနှစ်ကနေ1948ခုနှစ်ထွေရွေးကောက်ပွဲ6ကြိမ်ပါလီမန်ခေတ်1948ခုနှစ်ကနေ1962ခုနှစ်မှာရွေးကောက်ပွဲ3ကြိမ်မြန်မာဆိုရှယ်လစ်လမ်းစစ်ပါတီခေတ်1962ကနေ1988မှာရွေးကောက်ပွဲ4ကြိမ်နိုင်ငံတော်ညီဝိပေးမှုတည်ဆောက်ရေးအဖွဲ့နိုင်ငံတော်အေးသားတိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီ1988-2010မှာရွေးကောက်ပွဲ2ကြိမ် ဒီမိုကရေစီခေတ်2010ကနေယနေ့အထိရွေးကောက်ပွဲ6ကြိမ်အဲ့ဒီမှာတော့ရွေးကောက်ပွဲကျွန်တော်တို့3ကြိမ်နဲ့ဂျာပြရွေးကောက်ပွဲ3ကြိမ်ကိုဖြစ်ပါတယ်ဒါရီယာကျွန်တော်နိုင်ငံသူနိုင်ငံသားတွေဟာရွေးကောက်ပွဲမဲရွေးချယ်မှု စနစ်နဲ့မစိမ့်မှုနှိစက်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်နိုင်ငံတော်အစိုးရတွေကရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီး ခေတ်ဆက်ဆက်ကနိုင်ငံသားတွေကလည်းမိမိတို့ရဲ့အခွင့်အရေးကိုအမိအယသုံးချပြီး မဲပေးရွေးချယ်မှုတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီစနစ်အတွက်ပထမချင်းရွေးကောက်ပွဲတော့2010ပြည့်နှစ်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့ပြီး2011ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာပထမအကြိမ်လွှတ်တော်အစည်းအဝေးကျွန်တော်ကျင်းပနိုင်ခဲ့ပါတယ်ဒုတိယအကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲဟောတော့ 2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်ဒုတိယကြိမ်လွတ်တော်အစည်းအဝေးကိုတော့2016ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်တတိယကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်အဲဒီရွေးကောက်ပွဲမှာမဲပသမမှုတွေများစွာရှိခဲ့တယ်အဲဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်မဲပသမမှုဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့30ဒသမ လေးသန်းဖြစ်ပါတယ်တစ်ထောင်လည်းမဟုတ်တော့တစ်သောင်းလည်းမဟုတ်ပါဘူးတစ်သိန်းလည်းမဟုတ်ပါဘူးတစ်သန်းလည်းမဟုတ်ပါဘူးဆယ်သန်းကျော်ဖြစ်ပါတယ်နေပေးပိုင်권ရှိတဲ့လူဦးရေထက်လေးပုံတစ်ပုံလောက်ဖြစ်ပါတယ်ဒီမတမာမှုတွေအတွက်နိုင်ငံရေးပါတီတွေနဲ့တတ်မတော်ဟာပထမဆင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဥပဒေလုံထုံးလုံးနဲ့အညီဖြည့်ရှင်းဖို့ပြောခဲ့တယ်ဒါကိုညှင်းဆိုင်တဲ့အတွက်ဒုတိယဆင့်ပြည်အောင်စုလွတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့နီးစနစ်တကျတောက်ဆိုခဲ့ပါတယ် ထပ်မံညှင်းဆန်ခဲ့ပါတယ်။တတိယအဆင့်ဆိုးရပြည်တော်စုလွတ်တော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်တခုခုကနီလန်းရှာဖြည့်ဆင်းပေးဖို့ထပ်မံတောင်းဆိုခဲ့တာလည်းညှင်းဆန်ခဲ့ပါတယ်။ဒီအဆင့်นี่အားလုံးပြီးတော့ကျွန်တော်တို့အမျိုးသားကာကွယ်နဲ့လုံခြုံရေးကောင်စီအစီအဝေးခေါ်ပေးဖို့နှစ်ကြိမ်တိုင်တိုင်တောင်းဆိုရမှာလဲဖြည့်ရှင်းပေးမှုမရှိပါဘူးဒီဖြည့်ရှင်းမပေးဘဲတတိယကြိမ်လွတ်တော်ခေါ်ယူဖို့အစိုးရဖွဲ့ဖို့အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့နီ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတပ်မတော်ကနိုင်ငံတော်ရဲ့တာဝန်အရရကိုရယူခဲ့ရပါတယ်။ဒါတွေဘာကြောင့်ပြန်ပြောနေလဲဆိုတော့ဒီဖြစ်စဉ်နေမှာဘသူတွေကဥပဒေနဲ့အညီတရားနီးလမ်းကြတောင်းဆိုခဲ့တယ်။ဘသူတွေကဥပဒေကိုလစ်လူရှုမျက်ွယ်ပြုတ်ခဲ့တယ်လို့ဆိုတာပမိုင်းကြေစေခြင်းလို့ပြန်ပြောပေးခြင်းဖြစ်ပါတယ်။ ီဖြစ်စဉ်တွေမှာကျွန်တော်ကတိုင်လက်သတ်မတော်သတင်းမှပြန်ကြားရေးအဖွဲ့အနေနဲ့သတင်းစာရှင်းလင်းပွဲတွေအချိန်ကြီးပြုလုပ်ခဲ့တယ်။နိုင်ငံတကာမီဒီယာရဲ့ရှေ့မှာပဲအထောက်ထားခိုင်လုံစွာနဲ့ပြောပြခဲ့တယ်။အထောက်ထားခိုင်လုံစွာနဲ့တက်တည်ပြခဲ့ပြီးဖြစ်ပါတယ်။မဲမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းတကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတ္တမနည်းနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာ ပြည်သူလူထုတရလုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စီမံပေးပါတဲ့ပါတီစုံဒီမိုကရေစီနဲ့ရှောက်လန်းမှုကိုရည်ရွယ်ချက်ချရှိဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ပြည်သူတွေလောတောင်းကြခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ကြသွားပြန်လဲတိဆောက်ပေးနေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ကျင့်သုံးတဲ့ဒီမိုကရေစီစနစ်အရမိမိကိုယ်သာဆောင်ရွက်မဲ့ လွတ်တော်ကိုယ်စားလှယ်တွေကိုပြည်သူလူထုကရွေးကောက်တင်မြောက်ပေးရတာဖြစ်ပါတယ်။အခုကျင်းပမဲ့ပါတီစိုးဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမေးပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတိုင်းကိုလည်းမေးပေးကြပါလို့အလေးနဲ့ထားတိုက်တွန်းပြောကြားလိုပါတယ်။ဒါလို့ကျတော့ဒီလိုပြောကြားနေတာလဲဆိုတော့ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြည်သူကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ်။ရွေးကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့ကိုယ်နဲ့အမြင်သူသူတွေကိုဖြစ်ချင်တဲ့ဆန္ဒကိုထပ်တူဒါမှမဟုတ်အနည်းစပ်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူတွေနိုင်ငံတော်ရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကိုကိုစားပြုပေါ်ဆောင်ပေးနိုင်တဲ့သူတွေကိုကိုယ်တိုင်ဆရာဖွေ ရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ်။ကိုရွေးချယ်ပေးလိုက်တဲ့ရွေးကောက်ခံကိုယ်စားလှယ်ကကို့အပေါ်ကို့ဒေသအပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့စောင့်ကြည့်ထိန်းသိမ်းနိုင်မှာလေဖြစ်ပါတယ်။ရွေးကောက်ပွဲမှာမဲပေးသူများလေးလေးရွေးကောက်ခံကိုယ်စားလှယ်တဦးဟာပို့ပြီးတာဝန်ရှိလေလေဖြစ်ပါတယ်။ကိုဖြစ်ချင်တာကိုလိုအပ်တာကအစပြုပြီး ကိုပါဝင်ခြင်းကိုမျိုးကိုရွာကိုဒေသ တိုးတက်ဖွံ့ဖြိုးရေးကောင်းကျိုးလိုရာဆန္ဒတွေဖြစ်တဲ့ဖြစ်တိုက်တဲ့ဆန္ဒတွေကို ကိုရွေးချယ်တဲ့ကိုယ်စလေရနဲ့တဆင့်အစိုးရစီကိုတောင်းဆိုနိုင်ွင့်ရရှိမှာဖြစ်ပါတယ်ဒီအခွင့်အရေးကိုမိဘပြည်သူအားလုံးကလက်လွတ်မခံကြဖို့ပြောကြားလိုပါတယ်ဒီနေရာမှာယူကပွဲနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုပါတယ်2024ခုနှစ်ကကမ္ဘာတဝန်းမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲများမှာ တည်ဆဲအစိုးရတွေပေါ်နိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်မှုတွေပါဝင်တဲ့အတင်းအကျပ်ပြုလုပ်မှုဖြစ်စဉ်များကိုလည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။နိုင်ငံတကာဒီမိုကရေစီနဲ့ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ရဲ့ဝက်ဆိုက်မှာရွေးကောက်ပွဲဆိုင်ရာနှစ်စဉ်အစီရင်ခံစာအရကမ္ဘာတဝန်းလုံးမှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ84ခုမှာ22ခုသာတည်ငြိမ်ကြွာကျင်းပနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။ကျန်တဲ့ရွေးကောက်ပွဲတွေမှာတော့ဗိမ်းမောက်တာတွေ၊ရက်လအငင်းပွားတာတွေ၊ဆန္ဒပြတာတွေ အကြမ်းဖက်မှုအချို့တောင်မှဖြစ်ပွားခဲ့ပါတယ်နိုင်ငံတကာရဲ့ဝေဖန်မှုဝင်ရောက်ဆုတ်ဖက်မှုတွေကိုလည်းတွေ့ရပါတယ်ရွေးကောက်ပွဲတစ်ခုကိုတမတမရှိစွာကျင်းပနိုင်စဉ်ဟာသက်ဆိုင်ရာ နိုင်ငံများရဲ့နိုင်ငံရေးရေချိန်နဲ့သာသက်ဆိုင်ပြီးကမ္ဘာတဝန်းမောင်းလောက်ရှိတဲ့ဒီမိုကရေစီရင့်တန်ပါတယ်ဆိုတဲ့နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလေရှိပါတယ် ကျွန်တော်နိုင်ငံဟာပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံဘာသာစာမှဆင်းသက်ပြီးမြန်မာနိုင်ငံတဝန်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဟာလွတ်လပ်ရေးတွက်ကြပြီးဗမ်းလိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူး ဒီလိုပါပဲကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးကိုယ်နိုင်ငံကိုယ်သမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးတက်တဲ့ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်ဖို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဖြစ်တယ်မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်ခွင့်ရှိပါတယ်မြန်မာအရေးကိုဝေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအပိမတ်ပြု ဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်မြန်မာနိုင်ငံမှာတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဦးဆောင်ပြီးကျင်းပပေးသွားမှာဖြစ်ပါတယ် ယခုကျင်းပပေးမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ဦးတို့စုစုပေါင်းကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ယခုကျင်းပတဲ့ရွေးကောက်ပွဲမှာတိုင်းသားများနဲ့လူထုလူသန်းသောအလားများကိုကိုစားပြုခဲ့တဲ့သူတွေလွတ်တော်ထဲမှာကြဲကြဲပြန့်ပြန့်ပါဝင်လာနိုင်ဖို့အတွက်ပြည်သူလွတ်တော်ကော FPTB စနစ်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုရောနှောထားတဲ့ ကိုယ်စလေအချိုးကျစနစ် NBNB တို့ကိုအပုံးပြူပြီးကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာပွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော့လဲမိဖက်နိုင်ငံများရဲ့ထောက်ခံမှုများကတော့ကျွန်တော်အခိုင်အမာရရှိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်းအားလုံးကအတိအမှပြုပြီးဖြစ်ပါတယ်။ကိုယ်နိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလိပ်ပြလုံစာဆောင်ရွက်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများအခြားနိုင်ငံများကိုပါကျွန်တို့ရဲ့ပွင်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ဒါအတူပဲပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာများကိုလည်းဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။မျက်မှောက်မှုရမရှိသေးဖို့ခင်မီနေပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားတာဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွတ်တော်ဟာဂုံတိတ်ခါရှိတဲ့ လွတ်တော်တရားဖြစ်ကြောင်းကဘာကိုချပြနိုင်မှာဖြစ်ပါတယ်စစ်မှန်စီကားပြေးွားတဲ့ပါတီစိုးဒီမိုကရေစီစနစ်ခိုင်မာပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်ရေးဆိုတဲ့နိုင်ငံရေးရည်မှန်းချက်အရွေးတစ်ခုဟာအစိုးရပြည်သူတပ်မတော်တပ်ဆိုင်ရာအဖွဲ့အစည်းများဂျိုင်းတူဝိုင်းပြီးတွန်းကြရင်ဖြင့်ပန်းတိုင်ကိုအမှန်မှန်နဲ့မြန်မြန်ရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီဇင်ဘာလနဲ့ နောက်နှစ်ဇန်နဝါရီလအတွင်းမှာကျင်းပမဲ့ပါတီစုံဒီမိုစီထူထူရွေးကောက်ပွဲကြီးအောင်အောင်မြင်မြင်ပြီးမြောက်စေဖို့အတွက်ပြည်သူတရလုံးကပူပေါင်းပါဝင်ပြီးဆန္ဒမဲပေးကြပါစို့လို့ပြောကြားလိုပါတယ်2025ခုနှစ်ပါတီစုံဒီမိုစီထူထူရွေးကောက်ပွဲ မုတ်ချအောင်မြင်ရပါမယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်စစ်ကောင်စီရွေးကောက်ပွဲကိုမဲပေးရန်အစိုးရအချို့လှုံ့ဆော်နေ လာမည့်ဒီဇင်ဘာ28ရက်တွင်စတင်ပြုလုပ်မည့်စစ်ကောင်စီရွေးကောက်ပွဲတွင်မဲသွားပေးရန်အတွက်အစိုးရအချို့ကတိုက်တွန်းလှုံ့ဆော်နေသည့်ရုပ်သံများကိုစစ်ကောင်စီဝါဒဖြန့်မီဒီယာများကတဆင့်ဖြန့်ဝေသည့်ရင်းရုပ်သံများတွင်ပါဝင်သောအစိုးရများမှနီမီခင်စောမိစန်းနီချမ်းမြင့်မောင်ချူမေလာတန်စင်ဖိုးကာနှင့်ဟန်နေရာတို့ဖြစ်သည် အဆိုပါရုပ်တံတွင်ဒီမိုကရေစီနိုင်ငံကိုရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်သဖြင့်ပြည်သူများကမဲသွားပေးကြရန်လှုံ့ဆော်ထားသည်။ပြီးခဲ့သည့်လအတွင်းကအကယ်ဒမီယာတရုတ်ဆောင်များပါဝင်သောခေတ်သမိုင်းကိုဒုံဆိုင်မိသူများဝါရဖြန့်ရုပ်ရှင်ပေါ်ထွက်လာပြီးစစ်တပ်ရွေးကောက်ပွဲကိုမဲပေးရန်နှင့်ရွေးကောက်ပွဲကိုဖျက်ဆီးလျင်ချင်းချောက်ထားသည့်အခမ်းများပါဝင်သည့်အဆိုပါရုပ်ရှင်ကိုဝေဖန်ခဲ့သည့်ဒရိုက်တာမိုက်တီအပါဝင်ဒရိုက်တာချို့နှင့်တရုတ်ဆောင်ချို့မှဖမ်းဆီးခံရသည့် ရွေးကောက်ပွဲဝါရဖြန့်လှုပ်ဆောင်မှုများရိုက်ကူးရန်စစ်ကောင်စီဘက်ကရုပ်ရှင်သဘင်ဂီတအမှုပညာသမားများကိုနေမျိုးမျိုးဖြင့်ဖိအားပေးထားပြီးအကယ်ဒမီဖွေးဖွေးနှင့်တရုတ်ဆောင်လင်းရောင်တို့ကိုလည်းစစ်ကောင်စီကဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်